လေလည်းလေကိုကိုငယ်မြန်ရုပ်ရှင်သမီးဖြစ်တယ်လို့ထင်လားမင်းသမီးဖြစ်တာနော်လေလေကိုကူနဲ့ဖြစ်တယ်လို့တော့မအောင်မိနဲ့အခုကကလွယ်တယ်အယုတ်ဆိုးတယ်မင်းသမီးဖြစ်တယ်ဖြစ်မတတာအပြင်မှာလည်းတော်တော်အေးနေစီကားထဲသွားထိုင်စကားပြောအောင်လေတခြားလူတွေမြင်မှလည်းစိုးရိမ်လို့မထထားရဲ့ဟုတ်ခုနကပြောတော့မရှိအောင်မကြောက်ပါဘူးဆို့ ဟိုမထားတာလေကျွန်တော်စိတ်ဆင်းရအောင်မလုပ်ပါဘူးကျွန်တော်စကားကိုနားထောင်ပါမယ်ဆိုခုတော့ပြောမရဆိုမရနိုင်ပါတိတ်ကိုဆိုးတာပဲဆိုးရတာဖြစ်လေသူလည်းဆိုးတာပဲသူများလည်းဆိုးမှာပဲ နဲ့ကျမမတွေ့တာနှစ်ပေါင်း30လောက်ရှိနေပြီเนาะဟုတ်တယ်အခုတော့အမရဲ့ဟိုတွေ့ဆုံကောင်းကိုတွေ့ဆုံကောင်းတဘောရဲ့မဟုတ်ဘဝမှတ်တမ်းတဘောမျိုးပေါ့เนาะအေးပေါ့အေးပေါ့ရိုက်ရှင်လို့ရိုက်ပြီးတော့ဟိုဒီလူတို့လည်းသိစေချင်လို့ပေါ့เนาะအားရကိုခြိုက်တာပါအမရဲ့ဟိုဘဝမှာဆိုတော့ဆက်စခြင်းကိုအမရဲ့ဇာတိရဲ့မိဘတွေရဲ့ညီကိုမောင်နှမတွေရဲ့အဲ့ဒါတွေကိုတမောင်ကိုပြောပြပြပါဟော အဲ့ဒါလေးပြောရမယ်ဆိုရင်တော့အမကလေအဖေမမြင်မှုလိုက်ဘူး။ဟုတ်။တရားအဖေကဟိုဟိုနေကြီးတော့ကြီးတော့ခေါ်ပြီးတော့မအူရမှာပေါ့။ခေါ်ပြီးတော့မတန်းဒီခလေးလေးမွေးရင်နဲ့အဲမလိုက်ရင်မွေးစားပါတဲ့။အဲ့တော့မလိုက်ရင်မွေးစားပါသူတို့အဲ့ဒါနဲ့အဖွားကိုလေဟိုခေါ်ပြီးတော့မွေးစားလိုက်ပါလေ။ လက်တွေကတော့ခံတုံအဲ့ဒီမှာမိမလေးမွေးတော့အဲ့ဒါပြောလိုက်တော့ဘာလေးမွေးလဲမတန်းဘာလေးမွေးလဲဆိုတော့ဟိုဟိုတဲ့မိမလေးမွေးတယ်ဆိုတော့အမေဒေါ်လာရင်ကလည်းမွေးစမယ်အမေကလည်းဟိုဝင်းစာလုံးလုံးထအောင်ခုံနေတဲ့သူမွေးတာမဟုတ်ပေမဲ့ဘာဖြစ်လို့လဲဆိုတော့အဖဆရာမောင်ကဟိုမိန်းကလေးမွေးရင်တဲ့ ယူမဲတဲ့မိမလေးမွေးရင်တော့ယူမဲဆိုတော့တားလျော်သွားပဲမိမလေးမွေးပါလေမိမလေးမွေးတော့အမေမလာရင်လည်းပြန်လာပြီးတော့ဟိုဒီမွေးစားတာပေါ့နော်စာချုပ်စာတိုင်းနဲ့တခါလေယူလိုက်ပြီးတော့အဲ့ဒါပါနာထွင်းမင်္ဂလာတို့ဘာတို့ခုံချေတော့မွေးမွေးချင်းလောက်တာအဲ့ဒါအမေမလာရင်အဲ့ဒီမှာအဲ့ဒီမင်္ဂလာဒီပါလေးလုတ်ပေးပါတယ်အမေမလာရင်မတန်း tân nê tê đi nô tay bia ghê đi em mà đó là đó dân cô mong cho à mùi đẹp kli à thế à mong đó đó là gì mùi đẹp kli phía đó là bà mẹ ဆိုလို့ရှိရင်အမရုပ်ရှင်မင်းသမီးဖြစ်လာတာရန်ကုန်မှာဖြစ်လာတာလားဆိုရမ်းဟုတ်တယ်ခဏရန်ကုန်မှာဖြစ်လာတာစပြီးတော့ဖြစ်တဲ့ရုပ်ရှင်မင်းသမီးစဖြစ်တဲ့အကြောင်းကိုပြောပြပါမလေးဘယ်လိုကိုကိုနဲ့များရုပ်ရှင်မင်းသမီးဖြစ်တယ်လို့ထင်လားမလေးရုပ်ရှင်ဝါသနာပါလို့တော့အဲ့ဒီအင်းရှေ့ကဘောကွင်းကြီးထဲမှာလေရွှေချစ်တို့ ဟိုဒီမြင့်မြင့်သေးတို့လာပြီးတော့ပြတ်ကျက်တာကဝါတယ်ဖျားပွဲမှာနန္ဒဝန်စေတီလေးဖျားပွဲမှာလာပြီးတော့ကဝါတယ်အဲ့ဒီကဝါတော့အဲ့မှာပြတ်ကျက်ယူယူနေတာပေါ့နော်နာမည်လည်းပေးပါတယ်တင်တင်အောင်လို့နော်အဲ့တင်တင်အောင်ကတခါတည်းပြတ်ကျက်မင်းသမီးတိတ်ဖြစ်ချင်တာအရာနဲ့ဆရာတကုံလုံးစီကိုလည်းသွားခဲ့ပါတယ်ရွေးရောက်တော့တကုံလုံးကလည်း ကလေးပွဲရှိသေးတယ်တဲ့ပြဿနာမင်းသမီးဖြစ်နိုင်မှာမဟုတ်ဘူးလေဟုတ်ဘူးတဲ့အဲနောက်ဟိုကဲအမျိုးမျိုးချစ်သူတို့အိမ်ကိုဒေါ်စောချင်းဆိုတဲ့အဖွားကြီးကခင်တို့ခေါ်သွားတာဟဲ့လားခင်အုံးကြီးကသူကိုယ်တိုင်ကားပေါက်ပြီးတော့တကုံးဆရာတင်ဟိုဝင်းနေမလေးပြတ်တာဒါရိုက်တာအဲတူကြီးခေါ်သွားတော့ကလေးတဲ့ငင်းသေးတယ်တဲ့ကြီးလာရင် မင်းသမီးဖြစ်မှာဗောတဲ့အဲ့တော့မင်းသမီးလုတ်ချင်းခုကြွေရငယ်သေးတယ်တဲ့မလုတ်နဲ့ဦးတဲ့အဲ့တော့ရုတ်ချင်းမင်းသမီးယူတာယူနေတာကြကြလည်းမရှိတော့ဘူးဟိုတုန်းကရုတ်ချင်းဆိုတာလေဟုတ်ဒီပါတီမဟုတ်ဘူးအဲအဲကြားစားတော့မကခဲ့ရသေးဘူးမကခဲ့ရဘူးကလေးရှိသေးတော့အဲ့တော့မဟာရုပ်ရှင်စရိုက်မယ်ဆိုတော့ဘယ်လိုကစပြီးတော့ စာလျက်ဖြစ်တာအဲ့ဒါနဲ့ကြောင်းမတက်ပြီးတော့နေတဲ့ခါကြတော့ဥဒါတို့ကိုဆီအမဒေါ်အေချူဒေါ်အေချူကခေါ်လာတယ်ခေါ်လာတယ်ဒီကိုကိုဖေးတန်းဥဒါတို့နာမည်ဥဖေးတန်းကိုခေါ်တယ်ကိုဖေးတန်းနဲ့ဟိုရင်မေကောင်မောက်သလန်လေးရိုက်ချင်တဲ့ဆိုရင်ရိုက်ကြည့်ပါလားတဲ့။တင်တေအောင်ဆိုတဲ့ ဟိုနေကောင်မကောင်မလေးရတော့အเจ้าနေနေသေးတယ်တဲ့ဒါပေမဲ့ဒီကောင်မလေးရမင်းသမီးဖြစ်မှာတဲ့အဲ့အဲ့ကောင်မလေးကိုလိုက်ကြည့်ပါလားတဲ့ဟိုရင်ဒါနဲ့ခေါ်လာတော့ဥသာတူကလည်းလွဲကြည့်လွင်လို့ခုပနာကြည့်စီပြီးတော့လာကြတာပေါ့နော်သူတို့လာကြတော့ကဲတော့အေချိုကကဲတင်တေအောင်နဲ့အိမ်ဝစားလေးလဲအောင်နဲ့ တို့လိုက်သွားရအောင်တဲ့ဟိုကိုဖေးသားအိမ်ကိုတဲ့တို့လိုက်သွားရအောင်တဲ့ဟိုရောက်မှတချင်းတည်းချိုးပြမှာတဲ့ဆိုတော့ဒီကလေတခါတည်းငကူကရုပ်ချင်ယူယူပြတ်သားယူယူနေတယ်အဲ့ဒါနေရှင်တတင်းတာရန်ဝယ်ပေးထားတဲ့ဟိုဝမ်းချက်ဝမ်းချက်တဲ့အိမ်ဝတ်သားလေးကိုဝင်ပြီးတော့လဲပြီးတော့ဒီအဲ့ဒီအဲ့ဒီဝတ်သားလေးနဲ့ပဲဟိုလိုက်သွားတာပေါ့နော် တော့အေချုံနဲ့အဲ့ဒါနဲ့ဟိုဥတာလူအိမ်ကိုရောက်ပါတာအဲ့ဒါအဲ့ဒါနဲ့ကဲကဲအဲ့ဒီရောက်တော့တော့အေချုံကကင်ကေအောင်နဲ့ထပြီးတော့လေဖွတ်တာအောင်တချင်းလေးထုတ်ပြီးတော့အမှုရလွတ်ပြတယ်ဆိုတော့အဲ့ဒီအဟောတော့အေချုံအာအမေဘာပေါ်ဆရာမတော့အေချုံဥတာလူဆိုတော့ခေါ်ဦးလေနဲ့ ဲ့ဟဲ့တို့တို့ပြောတို့တို့ပြောအဲ့ဒါဥတာဓုပဲတဲ့ဩဟုတ်လားလွယ်ကြီးလွယ်ပြီးခုံမနှကြီးစီလာတော့ကားတိုင်းမှာခေါ်လာတယ်ပတ်လို့နင်လူအဲ့ဒါဥတာဓုပဲတဲ့တော်တော်အဲ့ဒီအဲ့ဒီခုံမနှက်နဲ့ဟိုလွယ်ကြီးလွယ်ထားတဲ့လူကြီးရှိမှအမှုရလုတ်ပြန်လာပေါ့နော်မေတ္တဆိုတာဗာလဲဖွတ်တာအောင်တခြင်းလေးကို မိုးရလုတ်ပြတာပေါ့ဟိုသာအောင်ရေဟိုသောစိုက်ဖို့လိုက်မလားလိုက်မလားသွားစုလာထားသူမတော်ကျော်ရဲမော်ရဲညော်ရဲခေါ်သူဟိုသာအောင်ရေဟိုသောစိုက်ဖို့လိုက်မလားလိုက်မလားသွားစုလာထားသူမတော်ကျော်ရဲမော်ရဲဒါနဲ့မိုးရလုတ်ပြတော့ကမလေးကတစ်ချိန်မှာမင်းသမီးဖြစ်မှာပဲဆိုတော့ ဥလာလူကတိတော်ပြီးတော့တန်းတော်ပြီးတော်ပြီးတဲ့ဒီကောင်မလေးကိုတဲ့မွေးထားမယ်တဲ့ဟိုမင်းသမီးအရွယ်ရောက်လာလို့ဖြစ်ရင်သူ့ကိုခေါ်မယ်တဲ့ဆိုတော့အဲ့ဒါနဲ့အိမ်ကိုပြန်လာခဲ့ရရန်ရောပြန်လာခဲ့ရတော့ဥတာတို့ကပြန်ပို့ပေးတယ်နဲ့သူကလည်းဘယ်ကြီးလို့ခုံမတန်းကြီးတီးရုပ်ကလည်းကလာကြီးနဲ့တူတယ် လည်းယုတ်ကလည်းကလာကြီးနဲ့တူတယ်။လွယ်ကြီးလွယ်ခုံမနဲ့ကြီးတီးပြီးတော့လိုက်ပို့တာပေါ့ကားနဲ့နောက်တော့ဥသာဓုကအိမ်ကိုလာပါလေလာတဲ့ခါကျတော့ဒါအမေဒေါထရင်ကိုလေ အမေအမေတဲ့ဒီအနတ်ထောက်လေသူကပါတဲ့နေဖို့မတင်တော့ဘူးတဲ့လိုက်ကြည့်ပါလားတဲ့ channel ကိုတဲ့ကျွန်တော်ပေါန်တာဘူးဘူးတူတူပေါန်တာလုတ်တဲ့ဟိုနေစက်တဲ့ဟိုနေတဲကလေးရှိတယ်တဲ့အဲ့ဒီတဲကလေးကို ပြောင်းနေပါလားတဲ့တော့အဲ့လိုပြောတော့အမေကလည်းပြောင်းကျင်နေပဲ ဒီမှာတလကိုစိတ်ပြရတယ်သူများအိမ်မှာငှားနေရတာတို့နန္ဒဝင်အိမ်ကိုရောင်းပြလိုက်တယ်ရောင်းပြီးတော့ကျွေးလေးပါလေးထက်နော်အဲ့ဒီနန္ဒဝင်အိမ်ကနေပြီးတော့အဲ့ဒီလိုပြောတော့အဲ့ဒီဥသာတို့ကခေါ်တဲ့တဲကလေးကိုတွားကြည့်တော့အဆင်ပြေပါလေအဲ့ဒါနဲ့တွားပြီးတော့ဟိုအဲ့ဒီကိုပြောင်းနေတာအဲ့ဒီမှာကြောင်းနေကြောင်းမဲ့တက်တုံးရှိသေးတယ်အဲ့တော့ အဲ့လိုနဲ့တဖြည်းဖြည်းအရွယ်ကလေးရောက်လာတော့အဲ့မှာဥတာတို့ကတင်တင်အောင်နဲ့နင့်ဝင်တဲ့မင်းသမီးတင်တော့မင်းတဲ့နင်းမင်းသမီးအမူအရလုံနိုင်ပါမလားတဲ့အာလုံနိုင်ပါနဲ့ဆရာတို့ပြောတော့ဥတာတို့ကအဲ့ဒါနဲ့ကာကြီးကကာကြီးကောင်ထုံးဝင်နဲ့ထုံးဝင်နဲ့ညမွန်အတင်တင်အောင်ကညမွန်ဆိုတဲ့နာမည်နဲ့ မင်းသမီးဖြစ်လာတာပေါ့နော်အဲ့တော့ထက်ချောင်းနဲ့ပဲရှိသေးတယ်ဩဆက်ချောင်းနဲ့ဆက်ကုန်နေကြတော့အကယ်ဒမီတွေပါလေရပါတယ်ခုံမနာစီပြီး ဘောင်းမီတို့ကာကြီးကာနေရတယ်နော်ဟုတ်တယ်ပထမဆုံးကာပဲအဲ့တော့အကယ်ဒမီကိုဘောင်းမီတို့လေးနဲ့ခုံပနတ်နဲ့ခုံပနတ်နဲ့တက်ယူလာဟုတ်ကဲ့ဟုတ်ကဲ့ဥတာတို့ကတင်တုံးနဲ့ဘောင်းမီတို့နဲ့ခုံပနတ်ဇဝင်အခန်းခန်းထဲမှာနဲ့ဝစ်ခဲ့တဲ့ဝစ်သားလေးကိုညင်ဝစ်ရဲလာတဲ့အာဝစ်ရဲပါတဲ့ဆရာဘာမိုးရဲဆရာရှိတယ်အတော့18နှစ်သမီးပေါ့အဲ့ဒါဘောင်းမီတို့လေးနဲ့ခုံပနတ်စီးပြီးတော့ဟာ အပေါ်ကတော့ဟိုထမိန်လေးကိုလေးချွဲပြီးဖြုတ်လိုက်ရင်ဟိုထမိန်အောက်ကပေါ်တာပေါ့ကိုအင်းကြီးလေးပွေပြီးတော့အကယ်ဒမီပွေသွားတက်တာအဲ့ဒါသွားတက်တော့အဲ့ဒါဟိုကညံ့မွန်သူပြီးတော့ကျင်ညာလိုက်တဲ့ခါကျတော့အဲ့ဒီဝင်ထမိန်လေးကိုပြတ်စုခွဲပြီးတော့ပုံထားခဲ့တယ်အင်းကြီးလေးကိုလည်းကိုအင်းကြီးလေးကိုလည်းချွတ်လိုက်တယ် ချွတ်လိုက်တော့အောက်ကအဝတ်အစားလေးပြန်ပေါ်လာတယ်။အဲ့ဒါနဲ့ခုံမနှက်ကြည့်ပြီးအဲ့ဒါဘောင်းမီတိုးလေးနဲ့တက်ပြီးတော့ယူပြဲသွားတာ